်ဒီအာဒီပထမဆုံးကိုးပြံမပေးရဘဲနိုင်ပွဲရရှိခဲ့တဲ့ United United ဆန်နာလန်ပွဲပြီး30ချက် également est resté aux avant-postes la déviation premier poteau et derrière la conclusion pour Benjamin Chesko ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ချမ်းပါဒီတစ်ပတ်ပရီးမီးယားလိပ်ပွဲစဉ်9ရက်စနေနေ့ည8:00နာရီမှာပဲရှင်ပြိုင်ကစားခဲ့တဲ့ United နဲ့ Sunderland ပွဲစဉ်ကတော့ တော့ကိုအကိုမရှိနဲ့ United တို့ကပြည့်ပြည့်တတ်တာအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့နီးပြအာမိုရင်ရဲ့နီးပြရာဒုကိုမပြစ်မနေစမ်းသပ်ခံရမယ့်ပွဲစဉ်ဖြစ်တာကြောင့်အာမိုရင်တယောက်အပြောင်းလဲတွေအများကြီးလှုပ်ဆောင်လာခဲ့ပါတယ်။ကိုသမနေရာမှာကိုသမသက်လက်စမန်းကိုပွဲထုတ်လာခဲ့ပြီး နောက်ထဲမှာတော့ဟာရီမကွိုင်းယားကိုခြံထားခဲ့ပြီးလူရှော်ဒီလေးလန်နီယိုတို့ကို ပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။ ဝင်းဘက်မှာတော့ဒိုဂူကိုကြော်ကဒါလောနဲ့အာမတီယာလိုလိုဖြစ်ပြီးကွဲလယ်နှစ်ယောက်တန်းမှာတော့အနီကပြစ်တံမှပြန်လဲကင်းလွန်လာတဲ့ကက်စမဲရိုနဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်တက်တို့ကို တွဲဖက်လာခဲ့ကရှေ့တန်းမှာတော့မေဆင်မောက်ရှက်ရှ်ကိုနဲ့အန်ဘူမိုတို့ဖြစ်ပွဲကိုပြောင်းလဲအသုံးပြုလာပြီးကိုညာကိုတော့အယံခုံပို့ခဲ့ပါတယ် ယနေ့အပြောင်းလဲကတကယ်ကိုအလုတ်ဖြစ်စေခဲ့ပြီးဂိုသမားတစ်လက်စမန်းဟာအခုနောက်ပိုင်း United ဂိုသမားတွေမှာမြင်ရခဲ့တဲ့ emotion တွေ movement တွေအမြင်ပေါ်ထွက်ဆွဲမှုတွေနေရာယူတပြီးဘာဖီအားမှမရှိသလို ပေါပပပနဲ့ကစားနေတာကို တွေ့မြင်ရပြီးဘာကြောင့်အရင်ကဘိုင်ယန်နာကိုကြော်ပြီးမသုံးခဲ့တာလဲဆိုတာနားလည်ရခက်စေပါတယ်ပွဲကစားချိန်အစောပိုင်း10မိနစ်မှာကလေးက တောင်ပန်ကနေအန်ဘွန်မွန်ရဲ့ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုကိုအေအေရအတွင်းမှာအစင်သင့်ရှိနေတဲ့မေဆင်မောက်ကဘဲချင်းနဲ့တစ်ချက်ထိမ့်ပြီးညာချင်းနဲ့အဆုံးသက်ခဲ့လို့ပထမဂိုးကိုစောစောစီစီပဲရရှိခဲ့ပါတယ်။မေဆင်မောက်ရဲ့ဒီဂိုးမှာဘောလုံးကိုထိမ့်သိမ့်လိုက်တဲ့ first step ကအတော်ကို ကောင်းပြီးတော်တော်လေးကိုလှပသေးတတ်ခဲ့ပါတယ်။တွင်ကိုတကူရပြီးတဲ့နောက် United တို့ကပဲပွဲကိုဇက်တိုက်ဆိုသလိုဖိကစားခဲ့ပြီး အမက်တီယာလိုနဲ့အမ်ပူမိုတို့ရဲ့ကန့်ချက်တွေကိုစန္ဒလန်ကိုသမာကာကွယ်နိုင်ခဲ့လို့သာဂိုးတွေထပ်မံရရှိဖို့ဝေးကွာနေခဲ့တာဖြစ်ပြီးပွဲကစားချိန်30မိနစ်မှာတော့တယ်လော့ရဲ့လက်ပြဘောမြောက်ချပေးရကနေတဆင့်ပြန်လည်ကျလာတဲ့ဘောလုံးကိုတိုက်စင်မှုရှက်စကိုကမြန်မြန်ဆန်ဆန်အဆုံးသတ်ခဲ့ပြီးနှစ်ပွဲဆက်အတွင်းကိုကိုရရှိခဲ့ပါတယ်ပွဲကစားချိန်နောက်ပိုင်းမှာတော့ United ဟာဂိုးပြန်မပေးရဘူးအတွက်ပဲတတိထားကစားခဲ့ပြီးဒိုကူကူညာဟာရီမကွိုင်းယား ိုဘီမိန်းနှုနဲ့ဦးကာဒေးလိုလူစားဝင်ရောက်လာခဲ့ပေမဲ့တိုက်စစ်ကဂိုးတွေမရရှိတော့ပဲနှစ်ဂိုးဂိုးမရှိနဲ့ပဲပွဲကိုပြီးဆုံးစေခဲ့ပါတယ်။ဒီပွဲစဉ်နိုင်ပွဲကြောင့်အာမွေရင်အတွက်ဖီအားတွေအနေငယ်ရော့ကျသွားပေမဲ့သတင်းမီဒီယာတွေဘောလုံးဝေဖန်သူတွေရဲ့ဇကားတွေကိုနားထောင်ခဲ့သလိုဖြစ်ပြီးလူတွေအပြောင်းလဲလုပ်ခဲ့တာကအနိုင်ရရှိစေတဲ့အချက် ဖြစ်စေခဲ့ပါတယ်။တိုက်စစ်ကစားသမားတွေဖြစ်တဲ့အန်ဘူမွန်နဲ့အာမက်တီယာလိုတို့ဟာတအုပ်နဲ့တအုပ်အချိတ်အဆက်တွေနားလည်မှုတွေပိုရှိလာခဲ့ပေမဲ့ ကိုရကိုကံဖြစ်နေပြီးတိုက်စင်မှုရှက်စကိုကိုဖန်တီးမှုမပေးကြတာဟာအာမိုရင် ဖြည့်ရှင်းရအောင်မဲ့ပြဿနာတစ်ခုဖြစ်နေတော့မှာပဲဆိုတော့ဒီအာဒီရဲ့ပထမဆုံးခရစ်ရှင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်တယ်လို့ကိုသမတ်တဲ့လက်စမန်းရဲ့လာခြင်းကောင်းတဲ့ပွဲဥတွေလည်းဖြစ်ပြီး International Break ကိုနိုင်ပွဲနဲ့အဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ Channel တကလေးကို Like and Subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။ဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနောက်အောင်လို့လည်းပေးနာကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ပေါ်တာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ